အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စာဖတ်သူသူရတင့်ဖြစ်ပါတယ်ခင်ဗျာ အခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့စောရတပင်းဝတ္ထုတွေမှဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရတပင်းဥထေကတော်မျိုးတစ်မျိုးမှတတိကလေးအခေါ်ခံရသူဖြစ်တယ်ဥထေဟုအများခေါ်ကြတော့လဲအသက်မှာ30ကျော်ကလေးမျှသာရှိသေးတယ် ဥထည်ရဲ့မိဘများမှာစေးနေကောက်ကြိုက်ပြီးတောင်သူလေသမားများထံမှ အတူကြီးစွာနှင့်ငွေချေးချင်းမိုးပေးဆန်စပါပေးပြောင်းများ တင်ကူးဝယ်ယူခြင်းဖြင့်ဆယ်နှစ်15နှစ်အတွင်းကြွယ်ဝချမ်းသာလာသူများဖြစ်ကြတယ်။၎င်းတို့မှာစိန်ရွှေအပေါင်နှင့်ချေးသည့်တိုင်တရားလျင်တလ2ချက်10ပဲ3ချက်အတူယူတယ်။အလွတ်ချေးလျင်က9ချက်10ချက်အထိယူတယ်။ ဥထည့်ရဲ့မိခင်မှာမြို့ပေါ်ရဲ့နေပြန်ပေးချင်းရငွေ30ကျပ်လျင်တစ်နှစ်3မူပြန်ဆက်၍တလာကြာမှအရင်အတိုးချေစေတယ်။မရှိစင်းရဲပြီးဈေးရောင်စားရသူများမှာမချေပဲမနေနိုင်ကြချေ။၎င်းတို့မှာငွေ30ကျပ်လျင်တလာအတွက်တစ်ကျပ်၄ပဲအတိုးရတယ်။ငွေ2000ကျပ်ခန့်ချီးရရာလစဉ်250ကျပ်အမြတ်ရတယ်။စပားပြီးယူရ၌လဲ စပါးတရာလျှင်50ကျပ်ဈေးနှင့်လေပောင်နှင့်စပါး200ကျပ်အတွက်ငွေ100ကျပ်ထုတ်၍ခြေလိုက်တယ်။ထုံငွေပုံမှလည်းတလ30ကျပ်တိုးယူလိုက်သေးတယ်။6လခန့်ကြာ၍စပါးပေါ်သောအခါလေသမားကစပါးမှန်မှန်ပေးနိုင်လျင်စပါး200ကျပ်သာပေးရတယ်။ထို့အချိန်၌စပါးပေါက်ဈေးမှာ90 80ဖြစ်တတ်ရာငွေ100ကျပ်အတွက် 6လအတွင်းအတိုး450ရနိုင်တယ်။အကယ်၍စပါး200ချက်ပြန်မပေးနိုင်ပါက ထို့အချိန်တွင် ကာလတန်ဖိုးထား၍စာချုပ်ချုပ်ရပြန်တယ်။ထို့အခါ၌စပါး100ချက်85ချက်ဈေးနှင့်ငွေ150ချက်ဖြစ်သွားရာနောက်နှစ်၌မိစားကစပါး100ချက်စာချုပ်ရတယ်။ဤနည်းဖြင့်ကြွေးကြည်လျင်ကြေးမကြည်လျင်မိစားရဲ့လင်မြေနွားစသည်တို့က မီရှင်ရဲ့လယ်မြေများဖြစ်လာတော့တယ်။မြမပြည်၌မီးပိုင်ရှင်ကြီးစပိုင်တထေးစသည်တို့အခေါ်ခံရသူတို့မှာအများအားဖြင့်ဤနီးမျိုးဖြင့်ကြွယ်ဝသူများဖြစ်ရာရုရှားပြည်ကပုံဝါဒကထိုစနစ်ကိုဖြိုဖျက်ခြင်းဖြစ်တယ်။ရှိသူနဲ့မရှိသူတို့မှာလောက၌တရားသဖြင့်ဖြစ်ရသည်မဟုတ် မတရားသဖြင့်ဖြစ်ကြရာအကယ်၍မြေပိုင်ရှင်ကြီးတယောက်ထံမှငွေကြေးများကို တနည်းနည်းဖြင့်ပြန်လည်ရရှိအောင်ယူငင်လျင်တရားတော်ယူခြင်းဟု ဆိုကမှားမည်ဖြစ်တယ်။ဇောရတပြင်းကဘုံဝါဒကိုလည်းနှစ်သက်သူမဟုတ်ချေ။ထို့ကြောင့်၎င်းကစင်ရသားများအဖို့ငွေကြီးရှာရ၌ထိုကဲ့သို့ကြီးပွားလာသူများကိုကျွင်းချံ၍မထားပေ။ထို့ကြောင့်ဇောရတပြင်းခိုးတိုက်ယူငင်တင်သော လူချမ်းသာများစည်ရင်တွင်ဦးထေလေးအပါအဝင်ဖြစ်တယ်။ စောရတပြင်းမှာဥထေထံတို့အနုနီးဖြင့်အမျိုးသားကြောင်းဆောက်ရန်ဆေးရုံဆောက်ရန် စာကြီးတိုက်ပိတကတ်ဆောက်လို့ရန်ဆင်းရဲသားများအားဆန်စီထောက်ပံ့ရန် အမျိုးမျိုးကြိုးစားခဲ့တယ်။သို့ရာတွင်အချီးအနီးသာဖြစ်ခဲ့တယ်။နောက်ဆုံး၌မောင်ထေးတတိထားမင်းပစ္စည်းတနည်းနည်းနဲ့ရအောင်ယူမယ်ဟု ချင်းချောက်ခဲ့ပါတော့လဲ။ဥထေမှာအချွေအယံများခြင်း ရုံးကန်နဲ့ဝန်ဆန့်ခြင်းတို့ကြောင့်ဆောရတပြင်းမှာ နှစ်ကြိမ်သုံးကြိမ်လျှော့ခဲ့ပူတယ်။ယခုအခါ၌ဦးသေးဒီညငွေ၄၅တောင်းလူမသိအောင်ယူခဲ့ခါရန်ကုန်ဟိုတယ်ကြီးတစ်ခုတွင်ရှောင်နေတယ်။မိဘအထောက်အပံ့ဖြင့်ကောလိပ်ပညာများပါ သင်ကြားဖူးရာဟိုတယ်ကြီးတွင်တကယ်အထက်တန်းစားလူကုန်နံကြီးတယောက်အနေနဲ့တဲခိုနေတယ်။၎င်းမှာလုံခြုံသောဟိုတယ်တွင်တဲခိုနေရာ ဆောရာတပြင်းကဲသို့တခိုးစုံများကိုဂယုမဆိုင်ချေတွာလာထွက်ဝင်လဲပတ်လို့လျင်တယ်လီဖုန်းနဲ့အနာကားတစည်းခေါ်ယူကာတွားလေရှိတယ်။ယခုတစ်ချိန်ရန်ကုန်သို့ရောက်လာရ၌မြင်းလောင်ရွေတော်၎င်း၊ကံမကောင်းအကြောင်းမသိပျက်စီးပြည့်ရွေတော်၎င်း၊ဘာဘူးကလားများထံတွင်ပေါင်နှံထားကြသောစိန်ရွှေများကိုဈေးနှုံချောင်ချောင်နှင့်ဝယ်ယူရန်ဖြစ်တယ်။တပေါင်းဘူးကံဝယ်ယူပြီးတော်လဲ အချို့မှာဈေးမတည်သေးတဲ့ဖြင့်အချိန်ဆွဲကာချွဲရွေနေတယ်။ဥထေမှာရန်ကုန်တွင်အသည့်မိတ်ဆွေများလည်းရှိရာ တခါတရံအသည့်မိတ်ဆွေများနဲ့တရုတ်ဟိုတယ်များတို့လည်းလေပတ်လေးရှိတယ်။တခါတရံလည်းမိမိတဲခုသောဟိုတယ်မှာပင် မိတ်ဆွေများအားဖိတ်ကြား၍ဧကန်ကျွေးမွေးလေးရှိတယ်။တနေ့တာ၌မိတ်ဆွေနှစ်ယောက်ပေါ်လာသည့်ဖြင့်ဥထေကဟိုတယ်အောက်ထပ်သို့ဆင်းခဲ့ကာမိတ်ဆွေနှစ်ဦးအား အစားအသောက်များနဲ့ဧခံနေတယ်။အတန်ကြလျင်အသက်20ခန့်မိန်းမတဦးဝင်ရောက်လာရာသုံးဦးစလုံးပင်ငေးဆိုင်ကြည့်ရှုနေမိကြလေတယ်။မိမ့်မပြူမှာငေးဆိုင်ကြည့်ရလောက်အောင်လှပသူဖြစ်ရာ သူကလည်းဦးထေအားရှေးကမြင်ဘူးသလိုမျက်နှာထားဖြင့်ကြည့်ရှုကာနောက်မှတဖန်စပွေစွားဖြစ်ဟန်နဲ့မျက်နှာလွှဲလိုက်ပြီးအခြားစပွေတစ်ခုတွင်ထိုင်လိုက်လေတယ်။ဝိုင်ကလာအား တစုံတရာမှကြားလိုက်ရာသုံးဦးသားမှမကြာခဏကြည့်မိကြလေတယ်။ကိုတီခမည်းသူကိုတိလာကောင်းမလေးတယောက်တည်းသွားလာနေရာအပြက်သေးကလာမသိဘူးခမည်းကိုတဲကြည့်ပါလားမိတ်ဆွေတယောက်ကဦးသေးအားတိုးတိုးမေးလေတယ်မသိပါဘူးဗျာခမည်းထင်တယ်လို့အပြက်သေးကဟုတ်မယ်မထင်ပါဘူးမျက်နာတီးသားပဲဘိုးဆန်းနဲ့မင်းကလေးထင်ပါရဲ့မိမ့်မပြိုကား အိုင်စကရင်တစ်ခွက်တောက်ပြီးလျင်ထွက်ခွာသွားရာသုံးဦးသားနေကြံရကြလေတယ်။မိတ်ဆွေသုံးဦးလည်းခဏကြာလျင်လူချင်းခွဲခွာကြလေတယ်။ဦးထေကမိမပြိုကလေးရဲ့ရုပ်ရည်ကိုဆွဲလန်းနေတယ်။မိမိမှာမရကြီးရှိတော်လဲပစ္စည်းရှင်ကြောင့်အမြောင်မရထားနိုင်ရာတီတီတန်တန်ထဲကဖြစ်လျင်အမြောင်မရအဖြစ်ထားရန်အပြက်ထဲကဖြစ်ပြန်လဲမိမိမှာနှင်နာပွဲမရှိဟု စိတ်ကူးထားဟန်တူတယ်။မိမပြူနဲ့ကနောက်ထပ်နှစ်ကြိမ်သုံးကြိမ်တွေ့ပြန်သေးတယ်။နောက်ဆုံးအကြိမ်၌မူဦးထေကအရေးစွန်ကမိမပြူရဲ့စပွဲနီးသို့သွားရင်းဒီကမြင်ဘူးလေလို့မှတ်ပါတယ်။ဘဲကရေလို့စဉ်းစားမရဖြစ်နေတယ်။အော်ဟုတ်ကဲ့ကျမလည်းဒီလိုသဘောရတာပါပဲ။ထိုင်မအောင်ဦးထေကမိမ့်မပြူရဲ့အခွင့်အရေးရပြီးဖြစ်သဖြင့်ကလထိုင်းတလုံးတွင်ထိုင်ချလေတယ်။ မိမ့်မပြူအားချူပြုံးတည်ကြည်သောမျက်နာနှင့်ကြည့်ရှုကာဒီရန်ကုန်ကပဲမဟုတ်လားဘယ်မှာနေပါလဲဟုတ်ကဲ့ရန်ကုန်ကပါပဲ28လမ်းမှာနေပါတယ်ရှင်ကျုပ်လည်းရန်ကုန်ကျောင်းနေဘူးတော့ဒါကြောင့်မြင်ဘူးတာဖြစ်မှာပဲဘဲကျောင်းလေကျမကတော့မိမကျောင်းသာနေဘူးတာကျုပ်ကရန်ကုန်ယူနီဗာစီတီမှာနေဘူးတာပဲဒါဖြင့်တမီရဲလိုနေကြတာမြင်မှုမှာပေါ့ရှင် နှစ်ယောက်သားမှာထိုထက်ပို၍စကားပြောစရာမရှိတော့ချေစကားပြောလျက်လဲပြင်းရီ၆တွေ့ဖွဲကောင်းပြီဖြစ်ရာဥထင်းမှာဤနှစ်အဖို့ဤညနှစ်တော်ပြီဟုနှုတ်ဆက်လေတယ်မိမိကဤဟိုတယ်အပေါ်ထမ်းမှာတဲခိုကြောင်းစိန်စည်းကြောင်လာဝဲပါသည်ဟုပြောပြလိုက်သေးတယ်နောက်ထပ်၃၄ကြိမ်တွေ့ကြုံသောအခါ၌မူဥထေကမင်းမပြူရဲ့နာမည်မအေးစိန်ဖြစ်ကြောင်း၂၈လမ်း အိမ်နမကွက်လက်မှနေကြောင်းပါသိရှိပြီးဖြစ်လေတယ်။နောက်ဆုံးအချိန်၌မူမအေးစိန်မှာဦးထေတဲသောဟိုတယ်အပေါ်ထသို့ပင်ရောက်ရှိနေတယ်။ဦးထေမှလည်းစကားပြောရန်စကားလုံးများကို ရှာ၍နေရက မအေးစိန်မျက်နှာမြင်မြဲကျုပ်စိတ်ထဲဘယ်နဲ့ဖြစ်မှန်းမသိဘူး။ကျုပ်စိတ်ထဲရှိသလောက်ပြောလိုက်ရရင်စိတ်များစိုးမလာလို့မအေးစိန်မှစကားပြန်မပြောဘဲ ဝိုင်းဆက်ကြည်လင်သောမျက်လုံးကြီးများဖြင့်မော့ကြည့်နေလေတယ်။ဥထိမှာပါဇက်ရဲသူသာမဟုတ်လက်လဲရဲသူဖြစ်လျာမအေးစင်ရဲ့လက်ကိုဆွဲကန်ရင်းကျုပ်လေခုစကားမဆုံးခင်မအေးစင်ကလက်ကို အသာပြန်ယုံကာနေပါအောင်ဥဖိုးမဲတော်မြင့်သိရဲ့သားမဟုတ်လားဦးထေကမိမိရဲ့မိဘနှစ်ပါးအမိကို ထုတ်ဖော်ပြောလိုက်သဖြင့်အံအားတင့်သွားရာမှ ဟုတ်တယ်ဟုပြောလာရင် ခေါင်းပါဆက်၍နှိမ်ပြလိုက်လေတယ်။အမလေးမောင်ကြီးရဲ့ကံကောင်းလို့လူကြမကောင်းဖြစ်တော်မယ်။ကျမမောင်ကြီးရဲ့နှမဘာကြီးမင်းကမောင်ကြီးကို ပြောမပြဘူးလား။ကျမဥဖိုးသိရဲ့သမီးလေအဖေညီအကို အရင်ကမွေးတာပါလား။ဟဲဟုတ်လား။အဖေတော့ပြောဘူးတယ်။ညီရင်တယောက်အောက်ပြေရွာထွက်သွားပြီးအိမ်အောင်ကြနေတယ်လို့သားသမီးရှိတယ်လို့တော့မပြောဘူး။ ကျမအဖေပထမကြိုက်လက်မှာရောက်လာပြီးကျမအမေနဲ့အเจ้าပါလာတာပဲအမေနဲ့အเจ้าပါပြီးရန်ကုန်ပြောင်းမှကျမကိုမွေးတာပဲအဖေမသိခင်ပြောသွားလို့မှတ်မိတာပေါ့မောင်ကြီးရဲ့မအေးစိန်ကဥထေးကိုဖက်ကငိုကြွေးပြန်လေတယ်ဒါဖြင့်နင်ဘသူနဲ့နေတယ်လဲနှင့်မင်းနဲ့နေတာလားအမေလည်းစုံပြီကျမအိမ်အောင်ကြပြီးတစ်နှစ်အကြာမှာဆုံးတာပဲမောင်ကြီးရဲ့ကျမ၁၈နှစ်မှာ ရုံစီရီတယောက်နဲ့အိမ်ဆောင်ကြတယ်။ဟိုနေအိမ်ဆောင်နဲ့လား။ဘာဖြစ်လို့ဒီလိုတယောက်တည်းသွားလာနေရတာလဲ။ဦးထင်းမှာသွေးသားဖြစ်လာပြီးဆုံးမစကားနဲ့မေးမြန်းနေမိလေတယ်။ကျမယောက်ျားက ကိုဘနန်းနဲ့သူရုံသွားတော့ typewriter သင်ကြားနေရတာနဲ့ဒီဟိုတယ်က လာပြီးတခုခုစားတာပဲ။เจ้าကဟိုတယ်နားမှာ။အော်ဟုတ်လား။အေး နှစ်ယောက်အလုံးလုံးတိုက်ရင်ကောင်းတာပေါ့ဒါဖြင့်မောင်ကြီးအိမ်အလေလိုက်ခဲ့ပါအောင်ခဏကိုပါနန်းလဲရုံးအားလို့အိမ်မှာပဲရှိတယ်ဆွေမျိုးအရင်အချာတွေပဲဟာဥချိကတယ်လီဖုန်းဆက်ကကားတစီခေါ်ယူလိုက်တယ်ဟိုတယ်အခန်းတကာကိုတေးချစွာပိတ်ထားခဲ့ပြီးဖြစ်ရင်လမ်းစီတို့ထွက်ခဲ့ကြလေတယ်တိုက်တိုက်ရှိသူကားကိုရခိုင်းလိုက်ရာ မကြမီမအေးစင်ကပေါ်ပါလှည့်မြန်စွာတုံးတက်တိုက်အပေါ်သို့ ရှေ့ကတက်သွားလေတယ်။အခန့်ကအတော်ကျဲဝန်း၍စပွဲကလတိုင်းအိမ်တောင်ပရိဘောကတို့မှရှုံးဟုဆိုကြတော့လဲနေကမြို့အုပ်များထက်သာသေးတယ်။ကိုပါနဲ့ဒါကျမမောင်ကြီးရေကျမခဏခဏပြောပြောနေတဲ့ကျမတို့ဘာကြီးမင်းရဲ့သားပေါ့။စရေးကြီးကိုပါနန်းကပြုံးလျက်လက်ဆွဲနှုတ်ဆက်ရင်းဟုတ်တယ်ခမမဆင်ခဏခဏပြောနေတာမောင်တယောက်ရှိရဲ့တဲ့ ဒါပေမဲ့တခါမှမတွေ့ရဘူးတဲ့ကျွန်တော်ကလည်းစရေသူတို့ကတထေးဆိုတော့ခုနေခါမှမတွေ့ချင်ပါနဲ့အုံးလို့တောင်းပန်ထားရတယ်။အိုးဆွေမျိုးဟာဆွေမျိုးပဲပေါ့ကွယ်ရှိရမရှိရအရေးမကြီးပါဘူး။ရန်ကုန်ဆိုတော့မောင်ကြီးတည်းရဲ့အတိုင်းပဲအရာနဲ့အကုန်မမျှဘူး။သူ့လကကလည်းနှရာကြော်ကြော်ကလေးဆိုတော့ချစ်ချုပ်တောင်းရတာပဲ။ဟဲ့လင်ကူမယားကူစရေးသာဆိုတယ် မင်းမမြို့အလာကထက်သားသေးတယ်။စုတန်တယ်လို့စူအောင်မှာပေါ့။မကြခင်ရုံးဝင်တောင်ဖြစ်စီမယ်လို့အတွင်းဝင်ကပြောတာပဲခမ။ကျမက BL ထပ်ဝင်ပါအောင် BA တခုတည်းထက်အလုပ်လုပ်ရမှာကောင်းတယ်လို့ပြောတာ။သူကနှစ်တွေပုတ်တယ်တဲ့။အခုလိုတက်လန့်ကြတော့ကြွားကြတော့တာပေါ့။ဦးထင်းနဲ့မောင်ပါနန်းမအေးစိန်တို့ကအခုမှပြန်တွေ့ကြတော့တာချင်းများဖြစ်သည့်အတိုင်းအချင်းအတော်ကြာစကားပြောဆိုနေကြလေတဲ့။ ကိုင်းမောင်ကြီးရဲ့ကို့နမတရားလုံးရှိရနဲ့ဇီးကုံခံပြီးမတဲပါနဲ့တော့ဒီမှာပဲလာနေပါဘာမှမပူရပါဘူးဟဲ့မောင်ကြီးဟိုတယ်တဲ့ဟာအရေးကြီးလို့ မောင်ကြီးမှငွေ၄၅000ပါတယ်နင်တို့အိမ်ဆိုရင်စိတ်ချရပါမလားအိုးမောင်ကြီးကလည်းရန်ကုန်မြို့လေကောင်ကြီးမှာကိစ္စမရှိပါဘူးဒီပြင်အပြင်လူမသိရင်ဘာမှအရေးမကြီးဘူးဒါသာလာပါစိတ်မချရဘူးထင်ရင်နောက်တော့ ဘန်းတိုင်မှာအပ်ထားလိုက်တာပေါ့ဥထေးမှာနှမကလေးကိုငင်းညာပေးလျင်ပြောင်းရွှေ့နေထိုင်ရန်သဘောတူလိုက်ရလေတယ်နောက်တနေ့၌ကဥထေးကနှမဖြစ်သူရဲ့အိမ်သို့ရောက်ရှိနေတယ်မအေးစိမ်မှမောင်ဖြစ်သူအားချေမကင်မိလက်မကင်မိပြုစုနေရှာတယ်ရေချိုးလျင်ချွေးဆုပ်တစ်ပတ်ရေလဲစပြာခွက်တို့မှအစ၍အသင့်ပြင်ထားတယ်ခင်မုံတဲနဲ့၃ယောက်တည်းစားရ၌ အင်းထည့်ပေးခြင်းအယိုးခါပေးခြင်းများကို သူ့ရဲ့ခင်မွန်းထက်ပို၍ပြုစုတယ်။ဥထေးတွင်တန်တတာကြီးတလုံးပါရာတန်တတာအတွင်း၌မလျင်အတန်မြည်သောတတာငယ်တလုံးပါတယ်။ထိုတတာငယ်အတွင်း၌ငွေစကူများနဲ့ဝယ်ပြီးစင်ရွှေများကို ပြည့်ချက်အောင်ထည့်သွင်းထားတယ်။သုံးရက်ခန့်ကြာသောအခါမအေးစိန်မှာဥထေးရဲ့တော်ကိုင်းကဲ့သို့ပင်ဖြည့်၍နေတော့တယ်။၅ရက်မြောက်နေ၌ကား ဦးထေက မိတ်ဆွေများနဲ့လေပတ်ပြန်လာရာဘီယာအတော့လွန်လာသဖြင့်အပြင်ခန်းပလက်ကလက်ထိုင်တွင် စကားပြောရင်းအိမ်ငိုက်လာသဖြင့်နှမဖြစ်သူအားသူကိုယ်တိုင်တွဲယူကအိခန်းထဲသို့ပို့လေတယ်။မအေးစိန်ကခြေတလုံးနှင့်ဇက်ကြောကို နှိမ့်နှဲပေးကမောင်ကြီးရဲ့အပြစ်မှဒီလောက်များအောင်မလုပ်ပါနဲ့။လုပ်ချင်ရင် အိမ်မှာလုပ်ပါ။ကိုဘာနဲ့တွားဝယ်ပေးလိမ့်မပေါ့။ စကားတပြောပြောနဲ့မှများမှန်မသိများသွားတာပါ။ပူရွှေ့အံမီကဲ့သို့ဖြစ်သဖြင့်မအေးစိန်ကထွေးခံကို အသင့်ထိုးခံလိုက်တယ်။သူ့ရာရဲဦးထေကတတွေ့တာထွေးလိုက်ပြီးအတန်လေးကြီးနဲ့စကားပြောရင်းအိပ်ပျော်သွားလေတယ်။တကောင်ကျော်တနာရီခန့်တွင်ဦးထေကအမူးပြေ၍တပတ်နိုးတယ်။ထိုအခိုက်မိမိကရင်ဘေးတွင် လူနှစ်တန်းတူသောမဲမဲကြီးတစ်ခုရှာနေတယ်။ဦးထေက ခေါင်းအုံအောက်၆လုံးမြူတနက်ကိုစမ်း၍နေစင်မှပင်ချွင်ကလင်ဟူသောအတန်တစ်ချက်မြည်ပြီးတိတ်ရွေသွားတယ်။မဲမဲတတန်လည်းပျောက်ရွေသွားရာ၆လုံးမြူလည်းမတွေ့သဖြင့်ခေါင်းအောင်ကနန်းအော်လေတယ်။အိယာမလှင်မြန်စွာထပြီးဟဲ့အေးစိန်ဘာနဲ့ထစမ်းမင်းမြန်ထစမ်းဟုပီပီတတကြီးအော်ပြန်တယ်။မိသူညတုံပြန်၍မထူးသောအခါ မအေးစင်တို့အိတ်တော်တကားကိုခောက်ပြီးနှိုးပြန်လေတယ်။မီးဖွင့်ကလေးများကိုလည်းဖွင့်ပြီးတကားကို တွန်းခေါက်ခေါက်လိုက်ရာတကားအလိုလိုပွင့်သွားလေတယ်။အတွင်း၌ကမအေးစင်တို့လင်မယားနှစ်ယောက်စလုံးမရှိတော့ချေ။ဥထင်းမှာပြာယာခက်လျက်လုံမီလောက်ရာလှုပ်ရွနေရာဘာနန်းတို့ကိုမတွေ့တော့မှမိမိအိတ်ခမ်းတို့ပြန်လာပြီးကြိရှုရာတစ်တာကြီးအတွင်ကတစ်တာကလေးကိုမတွေ့တော့ချေ။ ခဏမျှမိန်မောသွားပြီးနောက်တပြင်းရှူလျက်အယူပမာဖြစ်၍သွားကမြောက်ဖက်ကကက်လျက် အတွင်းခန်းကလူများကိုနှိုးပြန်လေတယ်။ထိုအခန်းထဲ၌ကယောက်ျားများသာရှိသည်ကိုဦးထေရှခင်ကတတိပြုမိတယ်။ထိုလူများပင်ခိုးလေသလား။မြို့ဆရာရီအိတ်လာကြည်လား။ထားစမ်းပါဦးဗျ။မြောက်ဖက်အခန်းထဲမှာအိတ်ချင်းမူးတူးတမ်းဖြင့်ဘာလဲတော်သားကြီးဘာဖြစ်လို့လဲ။ တစိ့ထွက်ကြပါအောင်ခမညာကျွန်တော်နှမလည်းမရှိဘူးပစ္စည်းတွေလည်းခိုးသွားတော့မြောက်ဖက်ခမ်းမှာလူများခြေတံကြားရပြီးနောက်တကားမင်းတုံးဖြုတ်တံကိုလည်းကြားရလေတယ်မကြမီတန်တန်မမမြေနှထားဆူဆူနဲ့လူ၃ယောက်ကိုမိမိအခန်းထဲကတံပီးအောင်ဖြင့်မြင်ရလေတယ်ခမညာပစ္စည်းတွေပါသွားပြီမဟုတ်လားနောက်ကြသေးရဲ့အိုးခမညာတို့ဘယ်နည်းတည်တယ်လဲခမညာတို့ ਨੇ အတိလားဟေ့လူ ဒီအခန်းဟာလူစုတွေအခန်းဗျကျုပ်တို့မပြောဝွင့်လို့ကြည်နေတာဒီကောင်မလေးနဲ့မြူပြီးလူတွေဘယ်နှယောက်ရှိပြီလဲခံရတာခမားမြန်မြန်ပြေးနောက်တစ်ခါပြန်လာရင်အသက်ခံနေရအောင်မယ်ခလေးမကကျွန်တော်အဖေကြီးရင်မွေးတာဗျခမားအရင်ကမြင်ဘူးလို့လားတဲအားလေလူ ပြေးပြေးမြန်မြန်ပြေးထိုသူပြောဆိုနေခိုက်အတွင်ကမှကြောင်တကောင်ခုံချပြီးညောင်ဟုညီလိုက်ရာဦးသေးကလန့်ရွေခုံမိလေတဲ့ ထိုအတွင်းမှာပင်ထောက်ခနဲ့အတန်ကြား၍လှဲ့ကြည့်လိုက်ရာဦးထည့်ရဲ့ဘေးတွင်တချွန်တစ်ခုဆိုက်၍နေတယ်။ဟောမပြောဘူးလား။မြောက်ဖက်အခန်းမှလူများလဲတကားကိုလင်းမြန်းစွာပိတ်ပြီးလျင်ဝင်၍ပြေးကြရာဦးထည့်လဲသွေယူသွေတန်းနှင့်ဆင်ပြေခဲ့လေတယ်။ဦးထည့်မှာတညာလုံးသွေယူသွေတန်းနှင့်လှဲ့လဲသွားလာနေရာ၅နာရီခွဲသာသာကြာမှ ပလိဋ္ဌာနာတစ်ခုသို့ဝင်လေတယ်။ ဂါစရီးကအိတ်ချင်မူးဒူးနဲ့တိုင်ချက်ကိုရေးသားနေရာဂါတစီကဌာနဘေးသို့ရက်လာမှစရီးကလှမ်းကြည့်လိုက်ရင်တိုင်ချက်တဝက်တစ်ပြက်နဲ့ထရွေသွားလေတယ်။ကာဘော်ကလူကြီးကဟေးဟိုလူမထသေးဘူးလား။ဌာနအုပ်လုပ်ပြီးတေဝရိယာနေတာကိုခုပြောရင်ဌာနအတွင်းသို့လှမ်းကြည့်လိုက်ရာဦးထေကိုမြင်သဖြင့်ဟောတရလူလဲရောက်နေပါဘကော။ခုပြောရင် ဌာနအုပ်ကိုအနှုတ်ခိုင်းလေတယ်။ဌာနအုပ်ကမျက်နှာတုပ်တစ်ပတ်လဲပင်းတွင်တင်ပြေးဆင်းလာရာဟင်ဆရာစောလာကြည်လားဘာကိစ္စများထူးဘာထူးရမလဲမင်းနေထဲမှာခိုးမှုအကြီးအကျယ်ဖြစ်နေတယ်ဟောဒီမယ်စက်ပိုင်းဦးထေရောက်နေပြီဆရာတို့ကတော့တားကြောင်ကြော်တာကိုအရေးလဲကောင်းအတွေ့လဲကောင်းချီးမွမ်းမနေနဲ့ငါ့ကိုမင်းကြီးဘလောက်ထိစူမလဲပဲဒီကောင်လို့တာပြီးမှကြီးသိရတယ် ထို့အတွင်းတယ်လီဖုန်းခေါင်းလောင်းတဲ့ဆက်ကဆက်ကမြည်နေရာဌာနဥက္ကာကောက်ယူနားထောင်ပြီးချက်ခင်လူကြီးအားလွှဲပေးနေတယ်။ဘာရဲ့။ညကပစ္စည်းတွေတဲပြီးငါသိတယ်။မင်းလောက်တော့လူတိုင်းတွေးတတ်ပါရဲ့။မင်းကမင်းမညာကိုဘာဘာမင်းကကိုလှောင်စရာမဟုတ်ဘူး။နှင်းရှင်နှင်းမနှင်းရှင်နေဟိအောင်မြင်တအောင်မြင်နေရှိတယ်။ဒင်းတော့တိမယ်။ ။ဦးအောင်မင်းကတယ်လီဖုန်းကိုစိတ်ဆိုးဆိုးနဲ့ချလိုက်လေတယ်။ဌာနအုပ်နဲ့ဦးထေပတ်တို့လှဲ့ကဒီလိုပြ။ဒီကောင်ကလူတယောက်ကိုကြံ့ရင် အမျိုးအဆက်ရာဇဝင်နဲ့စုံစမ်းပြီးမှကြံ့လာ။အခုဒီကမိတ်ဆွေမှာဘာရီတယောက်နဲ့ငငယ်ကကွဲတော့ဒီအကြောင်းကိုဒီကောင်စုံစမ်းသိပြီးပြီ။သူ့တပည့်မှတယောက်ကိုမိတ်ဆွေရဲ့ဘာထွေးသမီးလို့နှူးနှက်ပြီးပစ္စည်းတိတ်တိတ်ခိုးယူအိမ်မော်ကဆင်းပြေအောင်လှုပ်တာပဲ။ ဥထေမာထိုအခါကြမှဆက်ရည်လေကတပတ်ရိုက်ခံရလေခြင်းဟုများစွာတော့ပွားလျက်ကျွန်တော်ဒင်းတို့ကိုတရားမစွဲခြင်းဘူးပိတ်ပြီးကန့်ကျင်တာပဲအခုခမည်းတော်လို့မတွေ့နိုင်ဘူးအားလုံးပြောင်းသွားကြပြီမြောက်ဘက်အခန်းကလည်းသူ့တပည့်တွေပဲအနုနဲ့မရရင်ကြမ်းကြမှာပဲကျွန်တော်ထင်သားဗျာဒါနဲ့ဝင်းမင်းတို့တည်ရနေအရင်ကမဖမ်းဘူးလားအရင်ကရှင်းမိအောင်ရှင်းမိကြဗျာ အခုဖမ်းမယ်လေလို့ရောခမရပစ္စည်းယူတဲ့ညကအကုန်ပြောင်းသွားကြပြီဝန်းမင်းခမရသူ့ဆိုတာဘာတူလဲသူ့ဆိုတာစောရာတပြင်းကျွန်တော်ဝန်မဟုတ်ပါဘူးစုံတော့အောင်မြင်ပစ္စည်း900ဘူးလောက်ပါသွားသလားဌာနအုပ်ကကြားဖြတ်၍မေးလေတယ်9000နီးပါးခမရအလုံးမျက်လုံးပြူသွားကြလေတယ်ဂိုင်းတိုင်ချက်လက်ခံကြအောင် ကျောက်တော်ဝရယာအတိုင်းလောက်ရအောင်မှာပဲဥဆို၍ဦးအောင်မြင်ထွက်ခွာသွားလေရာဌာနအုပ်ကစရေးတရလူဦးသေး၃ဦးသာဌာနတွင်ကြံရစ်ခဲ့ကြလေတဲ့သူရိယမဂဇင်းဇူလိုင်လ1939ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ